အနီရဆိုဖမီများအားလုံးပဲမင်္ဂလာပါရှင်။အနီရ channel လေးရနေပြီဟောပြန်လေးချစ်စွလိုက်ပါတယ်။ဒီနေ့ကတော့မင်္ဂလာ match challenge လေးရဲ့ day 7ဖြစ်ပါတယ်။တပတ်တိတိအနီရနေ့ရက်တိုင်းမှာအကောင်းဆုံးမင်္ဂလာရှိစွာနဲ့ကြိုးစားပြီးတော့မှရှင်သန်နေကြတာဖြစ်ပါတယ်။ဒီလကတော့လူတိုင်းလူတိုင်းအတွက်ပေါ့နော်ခက်ခဲမှုလေးတွေပြင်းမှန်းမှုလေးတွေရှိတတ်တဲ့ကာလပါ အနေရောအားလုံးဒီကြတဲ့အတိုင်းပဲ match လာတွေမှာ retrograde တွေလည်းရှိတယ် eclipse season တွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်အနေရောလူသားတွေအနေနဲ့ကုစားစရာရှိတဲ့အရာတွေကိုကုစားဖြစ်အောင်လို့တွန်းအားတွေအများကြီးခံစားနေကြရပါလိမ့်မယ်ဒါဆိုကိုယ့်ရဲ့ဘဝမှာအခုလက်ရှိကြုံနေရတဲ့အရာအားလုံးကမိမိရဲ့ပိုကောင်းတဲ့ပုံစံတစ်ခုကိုဖြစ်လာစေဖို့အတွက်စကြဝဠာကြီးကတင်ပေးနေတယ်ဆိုရယ်စိတ်ကလေးနဲ့ပဲအနေရောအကောင်းဆုံးစူးစမ်းကြောဖြတ်ကြရအောင်နော် ဒီနေ့ရဲ့ challenge လေးမှာတော့အနေရောအားလုံးကဒီနေ့ တနေ့တာပြစ်ဆုံးပံယခုအချိန်လေးကိုအာရုံပြုပြီးတော့ဂျေစုတရားပွားများကြမှာဖြစ်ပါတယ်။မိမိရဲ့စိတ်တွေကိုအတိတ်ကိုလည်းမတွေးဘူးအနာဂတ်ကိုလည်းကြိုမစင်စားပဲပြစ်ဆုံးပံတတဲ့မှာပဲအသက်ရှင်တတ်တဲ့ချင်းကလည်းမင်္ဂလာတပါဖြစ်ပါတယ်။ဒါကြောင့်အနေရောလေးဒီကနေ့တနေ့တာဖြစ်ခဲ့တဲ့ကောင်းတဲ့အရာလေးတွေဂျေစုတင်စရာလေးတွေစဉ်းစားပြီးတော့မှဂျေစုတရားပွားများကြရအောင်နော်။ အညိုဆိုဖက်မီများအားလုံးပဲတတောင်တတားလေးထိုင်လိုက်ပါမျက်လုံးလေးကိုမိတ်လိုက်ပါစိတ်ကလေးကိုလျှော့လိုက်ပါဒီနေ့မင်္ဂလာမက်ချန်နယ်လေးရဲ့ Day 7 Gratitude Guided Meditation လေးကိုစတင်ကြရအောင်ပါနော်ဒီနေ့မတော်အညီတို့ကဘယ်အာယုံကိုမှမတွေးပါဘူးပြီးသွားခဲ့တဲ့အကြောင်းတွေကိုလည်းမစဉ်းစားသလိုအနာဂတ်ကိုလည်းကြိုပြီးတော့ပုံမဖော်ပါဘူးဒီနေ့ဒီနေ့တာကိုပဲအညီတို့အာယုံစိုက်ထားကြမှာဖြစ်ပါတယ် ဒီနေ့တနေ့တာမှာဖြစ်ခဲ့တဲ့ကောင်းတဲ့အရာလေးတွေကျေးဇူးတင်စရာလေးတွေကိုပဲအနေတို့အာရုံလေးပြုကြမှာဖြစ်ပါတယ်အနေတို့ရဲ့ဂျေဆုတရားပွားများခြင်းလုပ်ငန်းစဉ်တွေမစတင်ခင်မှာမိမိတို့ရဲ့စိတ်ကလေးတွေကြည်လင်စေဖို့အတွက်မိမိတို့ရဲ့နှလုံးသားလေးမှာ အကြည်တက်ကလေးတွေကင်ရောက်နေစေဖို့အတွက်ခဏလေးဝင်လေထွက်လေလေးကိုမှတ်လိုက်ကြရအောင်ပါနော်အနေတို့ဆိုဖယ်မီများအားလုံးပဲ ိတ်ကလေးရှော့ထားလိုက်ပြီးတော့မှကိုယ့်ရဲ့နှာခေါင်းကနေလေလေးကိုရှွတ်သွင်းပေးလိုက်ပါ။ပြန်ပြီးတော့ရှွတ်ထုတ်လိုက်ပါ။ဇနေအာယုန်နေပါမှမစင်စားပဲနေမိမိတို့ရဲ့ဝင်လေထွက်လေလေးကိုပဲခဏလေးမှလိုက်ကြရအောင်ပါနော်။ ယခုချိန်လေးမှာတော့မိမိတို့ရဲ့စိတ်ကလေးတွေကကြည်လင်လာပါပြီမိမိတို့ရဲ့နှလုံးသားလေးကစပြီးတော့ကြည်လင်လာပါပြီအညီတို့ဒီကနေ့တနေ့တာကိုပြန်ပြီးတော့တွေးကြည့်ရအောင်ပါဒီနေ့တနေ့တာမှာဘာတွေဖြစ်ခဲ့လဲကိုမနဲ့အိယာနိုးထားတဲ့အချိန်ကစပြီးတော့ယခုချိန်သုတရားပွားများစနေလုံနေတဲ့အချိန်အတော်အတွင်းမှာဖြစ်ခဲ့တဲ့အရာလေးတွေကိုအာရုံပြုပြီးတော့တစ်ခုချင်းစီကြည့်စုတင်လိုက်ကြရအောင်ပါနော် အနေရဖြစ်ခဲ့တာရေလည်းမတွေးဘူးမနှက်ဖြက်မှာလောက်ရမာရီကိုလည်းမစင်စားဘူးယနေ့ဖြစ်ဆုံးပတ်ဒီနေ့လေးကိုပဲအာယုံပြုပြီးစစ်ဆုတင်စရာလေးတွေကိုပွားများလိုက်ကြရအောင်ပါ ဒီကနေ့တနေ့တာလေးကိုပဲအာယုံဆက်လိုက်တဲ့အခါမှာမိမိတို့လွတ်သွားခဲ့တဲ့ရွှရှင်လာတဲ့အခိုက်အတန့်လေးတွေကိုကျေစွတင်ဖို့မြင်လာပါတယ်။အနီရောလူသားရဲ့စိတ်တွေဟာအမြဲတမ်းပြီးသွားခဲ့တဲ့အတိတ်တို့မဟုတ်မရောက်လာသေးတဲ့အနာဂတ်အပေါ်မှာပဲရှိနေတတ်ကြပါတယ်။ဒါကြောင့်ယခုလက်ရှိပြစ်ဆုံးပတ်မှာကျေစွတင်စရာကောင်းတဲ့အခိုက်အတန့်လေးတွေကလွတ်သွားတတ်ပါတယ်။ ယခုလက်ရှိပြစ်စုံပန်လေးကိုပဲအာယုံပြုတ်ပြီးတော့တခုချင်းစီပြန်ပြီးတော့တွေးလိုက်တဲ့အခါမှာတော့တနေ့တလုံးမှာဖြစ်ခဲ့တဲ့ဆီဆူတင်စရာလေးတွေရှင်မောခဲ့တဲ့အချိန်လေးတွေကိုပြန်တည်ရလာပါတယ်အညီတို့အားလုံးဟာဒီကနေ့တနေ့တာကိုပြန်တွေးလိုက်တဲ့အခါမှာခေါင်းနာတွေလည်းအများကြီးဖြစ်ခဲ့တာကို မြင်လာပါလိမ့်မယ်။ အနေရောပစ္စုပန်ကြီးစုတရားပွားများခြင်းလုပ်ငန်းစနစ်ကိုအောင်မြင်စွာနဲ့လှုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။အနေရောဆိုဖမီများအားလုံးပဲနေ့နေ့ချက်ချက်ပြုံးလိုက်ပါဒီနေ့ရဲ့ challenge လေးကအောင်မြင်သွားပြီဖြစ်ပါတယ်။အနေရောအားလုံးပစ္စုပန်လေးကို အာရုံပြုပြီးကြီးစုတရားပွားများခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့မှာလေမင်္ဂလာရှိရဲ့အနေနဲ့ဒီနေ့ကိုအောင်မြင်စွာနဲ့ကုံဆုံးနိုင်ခဲ့ပြီဖြစ်ပါတယ် ြင်းချင်းညမှာကောင်းမွန်စွာအိပ်ဆက်အနာယူပါနောက်ဒီနေ့မနက်မှာအားရတတိနဲ့လူထားကြရအောင်ပါနော်ကြီးစစ်တင်ပါတယ်ကြီးစစ်တင်ပါတယ်ကြီးစစ်တင်ပါတယ်